ပထမကြိမ်ပြောင်စုလွတ်တော်စတုထပုံမှန်အစည်းအဝေးတွေကိုလာမယ့်ဇူလိုင်လ၄ရက်နေ့နေ့လယ်တနာရီမှာခေါ်ယူထားတာဖြစ်ပြီးတော့ပြည်သူ့လွတ်တော်နဲ့အမျိုးသားလွတ်တော်အစည်းအဝေးတွေကိုတော့အဲ့ဒီနေ့မနက်၁၀နာရီမှာကျင်းပပြုလုပ်ဖို့ခေါ်ယူထားတာပါဒီလိုလွတ်တော်အစည်းအဝေးတွေကိုပြန်လည်ခေါ်ယူလိုက်တဲ့အကြောင်းလွတ်တော်အကြီးအကဲတွေကဇွန်လ၁၂ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာလိုက်တဲ့အကြောင်းဒီကနေ့တော့အစိုးရပိုင်းသတင်းစာတွေမှာဖော်ပြလာတာဖြစ်ပါတယ် ဒါကြောင့်ပြည်သူ့လွှတ်တော်နဲ့မြို့သားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့လိုအပ်တဲ့ပြင်ဆင်မှုတွေကိုပြုလုပ်နိုင်ဖို့ဇူလိုင်လ2ရက်နေ့ထက်မစော3ရက်နေ့ထက်မနောက်ကြပါနဲ့နေပြည်တော်လွှတ်တော်ရုံးကိုဆက်သွယ်ကြဖို့ကိုလည်းအသိပေးထားတာပါအခုကျင်းပပြုလုပ်ဖို့ခေါ်ယူထားတဲ့လွှတ်တော်အစည်းအဝေးထဲမှာတော့တမ်းပြည်မှာလက်ရှိဖြစ်ပေါ်နေတဲ့ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဖို့ရှိနေကြတာလည်းဖြစ်ပါတယ်။အများကြီးကပတ်သက်လို့သူတည်အောင်ပေါ့နော်။အဲအမျိုးလေးလက်စီစဉ်ထားရရ။နောက်တစ်ခုက energy electricity ပေါ့။အဲအဲ့ဒီကိစ္စလည်းဘာလို့ပြောလဲကျွန်တော်တို့ကတကယ်အမှခံနိုင်တဲ့အစဉ်အမ်းဖြစ်မှာ နောက်တော့နောက်တစ်ခုလည်းဆိုလိုတာကိစ္စပေါ့နော်။ဘာလို့လဲဒါသိဝင်လာပြီးတစ်ခုပြောလို့ကြောက်တယ်။အဲ့ဒီမှာလည်းတိုင်းဝမ်းပြီးလောက်ကြရတော့ပါဘာ။ဒီဒုက္ခကြီးကတော့ဘုရားပေါင်းပြီးမှသရောကောမဒီနေနဲ့ရှင်နေတာပါ။ပါတီနေရလည်းရှင်းပြီးသားပါ။ပါတီနဲ့ရှင်းနေချက်မှာပါပဲ။ဘုပေါ်ပေါင်းနေတဲ့ရှင်နေတဲ့သူနဲ့ဆက်ဆက်တဲ့မိကုံးကြီးအဆိုးတွေတချို့တော့ ကျွန်တော်လည်းသိဖို့ထားပါတယ်အသေးစိတ်တော့သစ်တော်ဥပဒေရကျွန်တော်အခုချိန်မှာဖော်ပြခွင့်မရှိဘူးလေနောက်တော့ကျွန်တော်ပြောလို့ရတဲ့ချက်ကတော့ကျွန်တော်လည်းလွတ်တော်ရှိဝေးရတစ်ချိန်ပြီးတစ်ချိန်တော့လွတ်တော်ရဲ့ဒီခိုင်မာမှုပေါ့လွတ်တော်ရဲ့အားကောင်းမှုပေါ့တော့လွတ်တော်နိုင်ငံရေးရဲ့ညှိမာတာမှုတွေကတော့တစ်ချိန်ပြီးတစ်ချိန်တိုးတက်လာတယ်အားရစရာကောင်းတယ်လို့ပဲကျွန်တော်ပြောပြရတယ် ဒီလွတ်တော်အစည်းအဝေးမှာပဲကြားပြရွေးကောက်ပွဲကနေရွေးချယ်တင်မြှောက်ခံခဲ့ရတယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကဒေါန်ဆန်းစုကြည်ဦးဆောင်တဲ့လွတ်တော်ကိုယ်စားလှယ်တွေအားလုံးလည်းလွတ်တော်အစည်းအဝေးတက်ရောက်ဖို့ရှိနေပြီးတော့ကျန်းသက်စာကျင်းဆိုဖို့ကြံရှိနေတဲ့ကိုယ်စားလှယ်တွေလည်းဒီလွတ်တော်အစည်းအဝေးမှာပဲကျန်းသက်စာကျင်းဆိုကြဖို့ရှိနေကြတာပါ ဒီနေ့ကြီးဖြစ်တော့မင်းရဲ့တရင်ပို့ရမယ်လေးရက်နေ့ကိုဖြစ်တော့ကဲ့မယ်ဆိုပြီးတော့ထုတ်ပြန်တယ်လို့ပြောပါတယ်ဖြစ်တော့တက်မှာပါဒါပထမဦးဆုံးအခြေဖြစ်တော့တက်မှာဖြစ်တယ်နောက်ပြီးကျန်းတစားတိတ်ဆုံးမှုလည်းအခုမှလုံးဝဖြစ်ပါတယ်ကျွန်တော်တို့ဒီတစ်ချိန်မှတော့ဒီဖြစ်တော့ရဲ့အခြေအနေတွေဖြစ်တော့မှဆောင်ရနေတဲ့လှုပ်ထုံးလုပ်ကြီးတွေကိုအခုလိုသိသိခြားခြားလေ့လာပြီးမှဒီပါရီတင်ရမယ်ပါရီဆောင်ရမယ်ဆိုတာကိုအခုလိုပြင်ဆင်ပါပါ ပြီးခဲ့တဲ့ပထမအကြိမ်ပြည်အောင်စုလွတ်တော်တတိယပုံမှန်အစည်းအဝေးတွေကိုတော့မေလ2ရက်နေ့ကရန်နာခဲ့တာဖြစ်ပြီးတော့2လကြာမှပြန်လည်ကျင်းပပြုလုပ်ဖို့ခေါ်ယူလာတာဖြစ်ပါတယ်ဒီလွတ်တော်အစည်းအဝေးတွေထဲမှာလက်တလောပြည်သူတွေကြားမှာဖြစ်ပေါ်နေတဲ့ရခိုင်ပြည်နယ်ကိစ္စအတွက်ခိုင်မာတဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေနောက်တစ်ခါလူ့သမားဥပဒေတွေနဲ့အတူလျှက်စစ်မီပြဿနာတွေနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိဆွေးနွေးမှုတွေရှိမလဲဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်အဖုံးမြတ်ပါခင်ဗျာ ဇွန်လ14ရက်နေ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့ ILO ကမ္ဘာ့လုံတမအဖွဲ့ချုပ်ညီလာခံမှာမေခွန်းပြောပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတရင်တောက်ကရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ပြိပခါတွေနဲ့ပတ်သက်တဲ့အမျိုးကိုဒေါန်ဆန်းစုကြည်ကဖြေကြားခဲ့တာပါ I think the most uh, important lesson we need to learn from it is the need for rule of law. We have said again ဒါအရင်ကအရေးကြီးတဲ့သင်ခန်းစာဖြစ်ပြီးတရားဥပဒေစိုးမိုးဖို့လွတ်တယ်ဆိုတာကိုသိဖို့လိုပါမယ်။တရားဥပဒေစိုးမိုးဖို့ဆိုတာနိုင်ငံမှာဖြစ်နေတဲ့ပြည်ပခါတွေအကုန်လုံး အဆုံးသတ်ဖို့မရှိမဖြစ်လိုအပ်တာပါလူတိုင်းဟာဥပဒေရဲ့အကာအကွယ်ပေးတာကိုလက်ခံနိုင်ရပါမယ်ဥပဒေကိုလည်းလေးစားရပါမယ်တရားဥပဒေမရှိတော့ဘူးဆိုရင်အခုလိုအုပ်စုတွေရဲ့ပြိပကဖြစ်မှုတွေဟာဆက်ပြီးဖြစ်နေမှာဖြစ်တယ်လို့လက်ရှိအခြေအနေဟာတိမ်တိမ်မိုးမိုးနဲ့ကန်တွယ်ရမှာဖြစ်တယ်တိုင်းပြည်အခြေအနေအတွက်ခုကိစ္စမှာတက်ဆိုင်သူတွေအားလုံးဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုပါတယ်လို့ရခိုင်ပြည်နယ်ကအခြေအနေနဲ့ပတ်သက်ပြီးသတင်းတောက်အမိကိုဖြည့်သွားခဲ့ပါတယ် We need the cooperation of all people's concerned to regain the peace that we want for our country. ၎င်းပြည်နယ်မှာအခြေအနေအေဂျင်စာပြုနေတာနှစ်ရက်ရှိလာပြီဖြစ်ပြီးလုံခြုံရေးကိုနန်းနန်းနေနေထိမ့်သိမ်းလိုက်နိုင်ပြီလို့ရခိုင်ပြည်နယ်အစိုးရကဇွန်လ၁၄ရက်နေ့ကပြည်နယ်ဝန်ကြီးချုပ်ရုံမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးအခြေအနေတွေကိုရှင်းပြခဲ့ပါတယ်။အရင်ကလိုကန့်သတ်မှုတွေမရှိဘဲသတင်းတွေကိုဖြည့်ပေးနေတာကြောင့်သတင်းမီဒီယာတွေအနေနဲ့တာဝန်ရှိသူကိုမေးမြန်းထုတ်လွှင့်တဲ့နယ်လို့လည်းပြောပါတယ်။ဇွန်လ၁၃ရက်နေ့ကစာပြီးကေဆေးလုပ်ငန်းတွေလုတ်ကန်နေတဲ့အကြောင်းနဲ့ အစားအသောက်တွေလောင်းရတဲ့အကြောင်းပြောပါတယ်။ဒဲတွေလည်းစောက်ပေးနေသလိုဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းပြောပါတယ်။ကာလချေကြာတူနေခဲ့ပြီးအခုဖြစ်ရဖြစ်ခဲ့တဲ့အတွက်ဒေသခံတွေဟာစိတ်မလုံးမကြုံဖြစ်နေကြတာကိုတွေ့ရပြီးတစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုရလာအောင်ဘာသာရေးကောင်းဆောင်တွေဝင်ရောက်ဆောင်ရွက်မယ်အစီအစဉ်တွေရှိတယ်လို့လည်းပြောပါတယ်။သူတို့အနေနဲ့ဒီဒုက္ခသည်တွေကိုအစားအသောက်ရှင်သန်နေထိုင်နိုင်ဖို့နဲ့ဒုက္ခသည်တွေယုံကြည်မှုရလာအောင် တန်တရားတွေကင်းစင်လာအောင်ချိုးပန်းရေးဖြစ်တယ်လို့ရှင်းပြပါဗျ။ဇွန်လ10ရက်ကနေ17ရက်အတွင်းဖြစ်ခဲ့တဲ့ပြည်ပခါမှာလူ29ဦးတည်ဆုံးခဲ့ပြီးနေ2528လုံး၊ဘုံကြီးကျောင်းကိုကျောင်းပလီ9လုံး၊စာတင်ကျောင်း2ကျောင်းမိလောင်ခဲ့တယ်လို့သတင်းထုတ်ပြန်ပါဗျ။ကျွန်တော်ကိုတက်ပါ။ လာမယ့်ဇူလိုင်လ၄ရက်နေ့မှာပြန်လည်ကျင်းပဖို့ခေါ်ထားတဲ့လွှတ်တော်အစည်းအဝေးမှာပြည်အောင်စုအစိုးရအနေနဲ့ဒီဥပဒေတွေကိုအ мян ဆုံးပြင်ဆင်ပြဋ္ဌာန်းဖို့လွှတ်တော်ကိုယ်စားလှယ်တွေကထောက်ပြပြောဆိုလိုက်ကြတာပါအထူးသဖြင့်လူဦးရေဖောင်းပွားမှုနှုန်းများတဲ့ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာတည်ကြတဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ပြတ်သားတဲ့နယ်စပ်လုံခြုံရေးဥပဒေတွေလိုအပ်နေတာလည်းဖြစ်ပါတယ်။ ို့လောကရဲ့အများလိမ့်နိုင်နိုင်တဲ့ရည်ရှိကိုပြုတ်ခိုးတဲ့ပြောင်စုရဲ့ဒီဝမ်ကြီးချေဥပဒေတစ်ခုဟာနေဆက်ပြီးသူတို့ရဲ့လူရဲ့ဖောင်းပွားတဲ့နေရာတွေမှာရှိတဲ့တော့သူတို့ရဲ့ခိုင်လိုဟာမျိုးရှာကြည့်လိုဟာမျိုးမှာအင်မတန် ကိုမှတိကျခိုင်မာတဲ့နေဆက်ဒေသနဲ့ပတ်သက်တဲ့ဥပဒေရှိကလို့လည်းအဲဒီလိုပဲနေဆက်ဒေသရှိကိုရှာနိုင်တဲ့ခုနလိုဗိုလ်ဒါရီယာကိုစောင့်ကြည့်တဲ့စနစ်ကောင်းခုလို့ရတယ်။လိုရရင်ပုံတိုင်းကားလေးခုနကျွန်တော်တင်ပြခဲ့တဲ့ဆက်လက်ပြီးကိုကျွန်တော်ကတွတ်တိုထိုင်မှာအခွင့်အရေးရရင်ရတယ်လို့ကျွန်တော်ကတင်ပြသွားမယ်၊တောင်းဆိုသွားမယ်၊လက်တွဲဒီကမှာတက်ွေးဝင်သွားမယ်လို့ကျွန်တော်ပြောချင်တယ်။ အစိုးရအနေနဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကိုပြင်ဆင်ပြဋ္ဌာန်းတာနဲ့တို့ဒီဥပဒေတွေကိုအကောင့်ထဲပေါ်ရမယ်အစိုးရဝန်ထမ်းတွေကြာလက်ပေးလက်ယူမှုကိစ္စတွေကိုပါပပြအောင်တိုက်ဖြတ်သွားဖို့ကလည်းအရေးကြီးလိုအပ်နေတာပါကျွန်တော်တို့ရဲ့နေဆက်ဒီသားတွေတင်္ဂလာတဲ့ဘက်မှာရောအိန္ဒိယဘက်မှာရောတရုတ်ဘက်မှာရောတစ်ဖက်ကဒီမျိုးတွေဝင်လာမှုကိုကျွန်တော်တို့မကားရှိနိုင်တဲ့အဲမှာ နော်အဓိကတော့အဲ့ဒီရလပ်ပေးလိုက်ရခေစားအာလူရမှုကြီးကြရေးအရာရှိတွေအားငရာဖြစ်မှုတွေပေါ်မှာဒီလက်ပေးလိုက်ယူအချောင်းပြူပြီးတော့နောင်ရဲကိုမရှိတဲ့ကိစ္စတွေကတော့1989ရအခုလည်းအဲ့ဒီ89လောက်ကဖြစ်ပြနေတဲ့ဒီလက်ပေးလိုက်ယူမှုတွေကတတိကြီးတို့မချုပ်နိုင်သေးဘူးလို့ကျွန်တော်ကတော့အဲ့ဒီတိုင်းပဲယူရတယ်အဲ့ဒါကြောင့်လူရမှုကြီးကြရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ဘက်ကဥပဒေတွေပြင်ဆင်မှုတင်လာမယ်ဆိုရင် ကျွန်တော်တို့လည်းကျွန်တော်တို့လေးလာလာနေထားလဲနော်အနေထားတွေဝင်ရောက်ပြီးတော့အာဝင်ဆွေးနွေးဖို့တော့အချိန်နဲ့ရှိပါလက်ပင်လိုက်ကိစ္စကိုကန့်ကွယ်ရင်ဒီကျွန်တော်တို့နိုင်ငံလေးကိုတော့ကိုကိုရေးတိုင်းရေမဟုတ်တဲ့လူတွေဝင်လာတဲ့ဟာကိုသုံးတရားစားရှိတဲ့နေရာမှာအောက်ကူရမှာတော့အခြေချပါပဲ လက်ရှိမြန်မာနိုင်ငံမှာကျင့်သုံးနေတဲ့မြန်မာနိုင်ငံသားဥပဒေအရ1982ခုနှစ်ကပြဋ္ဌာန်းခဲ့တာဖြစ်ပြီးတော့အခု2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်လည်းအခန်း14အတွင်ကုပြောင်းရေးကာလပြဋ္ဌာန်းချက်ပုံမှားတွေဖြစ်တဲ့446 449ရဆက်လက်ပြီးတော့အာဏာတည်နေတဲ့ဥပဒေတခုပါဒီဥပဒေပါပြဋ္ဌာန်းချက်တွေထဲမှာဆိုရင်တော့1823ခုနှစ်မတိုင်မီကာလတွေကပင်ရင်းနိုင်ငံအဖြစ်အမြဲနေထိုင်ကြတဲ့တိုင်းရင်းသားတွေကိုသာနိုင်ငံသားအဖြစ်အသိအမှတ်ပြုထားတာဖြစ်ပါတယ်ဒါအပြင်ပင်မျိုးနွယ်စုဟာ ိုင်းရင်းသားဖြစ်မဖြစ်ကိုလည်းနိုင်ငံတော်ကဆုံးဖြတ်ခွင့်ရှိတယ်လို့ပြဋ္ဌာန်းထားတာပါနိုင်ငံသားဖြစ်မှုကိုမဟုတ်မမှန်ဖော်ပြတာဒါမှမဟုတ်ဖုံးကွယ်ခြင်းနဲ့နိုင်ငံသားဖြစ်ကိုရရှိထားတယ်ဆိုရင်နိုင်ငံသားဖြစ်ကရုပ်သိမ်းခြင်းခံရနိုင်တဲ့ပြင်ထောင်ဒဏ်10နှစ်နဲ့ငွေတန်း15000ကိုလည်းချမှတ်ခံရနိုင်တယ်လို့ဖော်ပြထားတာတွေ့ရပါတယ်ဒီဥပဒေတွေကိုပြဋ္ဌာန်းထားပေမဲ့လည်းဥပဒေတွေကိုအကောင့်ထဲပေါ်ဆောင်ရွက်တဲ့နေရာမှာအားနည်းချက်တွေရှိခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်အဖုံးမြတ်ပါခင်ဗျာ နှစ်ပေါင်း24နှစ်ကြာပထမဆုံးဥရောပခီးစဉ်ဖြစ်ဂျနီဗာမှာရောက်ရှိနေတဲ့ဒေါန်ဆန်းစုကြည်ကမြန်မာနိုင်ငံမှာအလုတ်ကင်ဖန်တီးနိုင်မဲ့နိုင်ငံခြားယင်းနီမြုပ်နှံမှုတွေကိုဖိတ်ခေါ်တဲ့အနေနဲ့ပြောကြားလိုက်တာပါအလုတ်ကင်ဖန်တီးနိုင်မဲ့နိုင်ငံခြားယင်းနီမြုပ်နှံမှုတွေကိုဖိတ်ခေါ်ပါရယ် နိုင်ငံသားယင်းဤမြုံနံသူတွေဟာနိုင်ငံတကာကလက်ခံနိုင်တဲ့လုံ့တမဆန်နှုံးတွေတဘာဝပတ်ဝန်းကျင်မပြတ်စည်းအောင်တာဝန်ယူနိုင်မယ်လို့ပြောသွားပါတယ်။နိုင်ငံသားယင်းဤမြုံနံမှုတွေဟာမြန်မာလူငယ်တွေအတွက်ပညာရပြီးအကျိုးမြတ်ရှိမဲ့ယင်းဤမြုံနံမှုတွေဖြစ်စေဖို့လဲဒေါံဆန်းစုကြည်ကအလေးထားပြောကြားသွားပါတယ်။ But my heart recognizes it as my heart recognizes that မြန်မာပြည်ကိုလာကြဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။ယင်းဤမြုံနံမှုအခွင့်အလမ်းတွေကိုကြည့်ဖို့ဒါမှမဟုတ်အလုတ္တမပြဿနာတွေကိုစုံစမ်းစစ်ဆေးဖို့မဟုတ်ပါဘူး။ကမ္ဘာတစ်ခုလုံးအတွက်မြန်မာနိုင်ငံမှာဘလောက်လားလာကောင်းတွေရှိသလဲဆိုတာအကဲဖြတ်ပါ။ကျမတို့နိုင်ငံကလူငယ်တွေဟာစိတ်ဓာတ်အာမန်တွေရှိနေပါတယ်။ဒါကြောင့်ယင်းဤမြုံနံသူတွေဟာကျမတို့အတွက်ရောသူတို့ကိုယ်တိုင်အတွက်ပါစဉ်းစားကြပါ။ယင်းဤမြုံနံမှုတွေအကျိုးမြတ်ရရှိမယ်ဆိုတာနားလည်ပါတယ်။ ဒါပေမဲ့ဒီအကျိုးမြတ်တွေဟာယင်းဤမြုံနံသူတွေရောမြမပြည်သူတွေအတွက်ပါမျှဝေခံစားရမယ်။ကျန်တဲ့ကဘာကကျွမ်းကျင်မှုတွေကိုမြမလူငယ်တွေစီမျှဝေနိုင်တဲ့ယင်းဤမြုံနံမှုမျိုးကိုဖိတ်ခေါ်ချင်ပါတယ်လို့ပြောသွားပါတယ်။ No country can claim genuine development until all its peoples can enjoy the basic freedoms. ကြပြင်ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလို့သမားတို့အကြောင်းထည့်သွင်းပြောကြားခဲ့ရမှာတော့ထိုင်းဆိုရကရောမြန်မာဆိုရကပါရွှေ့ပြောင်းနေထိုင်သူတွေရဲ့ပြဿနာကို အခွင့်အရေးအခြေခံပြီးချင်းကတ်တာမရှိတဲ့အတွက်ထိုင်းနိုင်ငံက ရွှေ့ပြောင်းလို့သမားတွေဟာလည်းမကြာခဏအခွင့်အရေးချိုးဖောက်ခံနေရတော့မယ်လို့ပြောဆိုသွားပါတယ် မြန်မာနိုင်ငံပေါ်ကန့်သက်ပိတ်ပင်မှုတွေကမ္ဘာအလုတ္တမအဖွဲ့ချုပ်ကရုတ်သိမ်းပေးလိုက်တဲ့ ILO ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးလဲဒီဆုံးဖြတ်ချက်ဟာပြီးခဲ့တဲ့နှစ်ကမြန်မာနိုင်ငံမှာအကောင်ဖက်ကိုပြောင်းလဲခဲ့တာတွေကိုထိဟက်နေတယ်လို့ဒေါက်ဆန်းစုကြည်ကပြောကြားသွားပါတယ် are the most important kind of relationships i would like you to think of burma not just as a nation but as peoples human beings like all of you. ဒေါက်ဆန်ဆူဂျီဟာဆွစ်ဇာလန်နိုင်ငံပါလီမန်မှာလဲမိကုံးပြောကြားဖို့ရှိနေပြီးတောက်ကြနေမှာတော့နော်ဝေနိုင်ငံကိုသွားရောက်မှာဖြစ်ပါတယ်။ကျမချယ်ရီပါ။ ုင်2010ရွေးကောက်ပွဲအနိုင်ရလွတ်တော်ကိုယ်စားလှယ်တွေကလွတ်တော်ကိုယ်စားလှယ်အချုပ်ကိုနိုင်ငံသားဥပဒေနဲ့ရွေးကောက်ခံပိုင်ခွင့်ဥပဒေတွေနဲ့ကိုင်ညီမှုရှိမရှိပြန်လည်သုံးသပ်ရေးဆိုကိုရခိုင်တိုင်းသားများတိုးတက်ရေးပါတီကတင်သွင်းမှုရှိနေရပါလွတ်တော်မှာတခုဟာမွေးဖွားစဉ်ကပြည်ပနှစ်ပါးနဲ့နိုင်ငံသားဖြစ်ရမည်မိမိကိုယ်တိုင်ဖြစ်ရမယ်အပြင်ကျွန်တော်ပြောတာနော်အဲ့လိုပုဂ္ဂိုလ်မျိုးမှာရွေးကောက်ခံနိုင်ခွင့်ရှိတယ်လို့ဥပဒေကြက်ထားထားပါဖြင့်လည်းမွန်ဂိုလီဒေသမှာပြည်အောင်စုချက်ခိုင်တဲ့ကွန်မြူနစ်ပါတီကအခုရွေးချယ်ခံထားရတယ်ဆိုတော့အမှတ်တွေကိုရေးရအောင်ကိုပြန်ဆီစစ်ဖို့လိုနေတယ်ဒါကျွန်တော်တရားဝင်တောင်းဆိုဖို့လို အပ်တဲ့ကြောင့်မလို့ကျွန်တော်လာမယ့်ဆက်တော်မှာဆက်တော်မတူဘူးကတောက်ဆိုပါလိမ့်မယ်ဒါတွေကိုပြန်စီစီဖို့လိုနေမယ်ရွက်ကပွဲဥပဒေတဲမှာတော့မွေးဖွားတဲ့အချိန်မှာနိုင်ငံသားမဖြစ်သေးတဲ့မိဘတစ်ပါးပါးကဖြစ်စေနှစ်ပါးသလုံးကဖြစ်စေမွေးဖွားလာတဲ့သူတွေဟာရွေးကောက်တင်မြောက်ခံပိုင်ခွင့်မရှိဘူးလို့ပြဋ္ဌာန်းထားတာပါ ဒီပြဋ္ဌာန်းချက်ကြောင့်ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကညင်ညာချက်အမှတ်58မြန်ဆောင်2017နဲ့ဘူဒီတော်မြို့နယ်ပြည်နယ်လွတ်တော်မဲဆန္ဒနယ်မြေနှစ်နယ်ကလွတ်တော်ကိုယ်စားလှယ်တွေကိုဆက်လက်ရည်တည်ပိုင်ခွင့်မရှိဘူးလို့ညင်ညာခဲ့မှုပါတယ်။ဒီလိုညင်ညာခဲ့ပေမဲ့လည်းရွေးကောက်ပွဲဥပဒေတွေနဲ့အတူနိုင်ငံသားဥပဒေပါပြဋ္ဌာန်းချက်တွေအရဘလို့အရေးယူထားတယ်ဆိုတာကိုတော့မသိခဲ့ရပါဘူး။ဒီလိုရွေးကောက်တမျောက်ကန်လွတ်တော်ကိုယ်စားလှယ်တွေကိုဥပဒေနဲ့ကန့်ညီမှုရှိမရှိပြန်လည်စစ်ဆေးဖို့လိုအပ်နေသလိုဆန္ဒမဲပေးခဲ့ကြတဲ့မဲဆန္ဒရှင်တွေကိုလည်း1982ခုနှစ်ကပြဋ္ဌာန်းခဲ့တယ်။ နိုင်ငံသားဥပဒေတွေနဲ့ကန့်ညင်မှုရှိမရှိပြန်လည်စီစစ်စစ်ဆေးဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်ဥပဒေရနိုင်ငံသားပြုခွင့်နိုင်ငံသားစီစဉ်ရေးကြံပြထုတ်ပေးရမယ်ပုဂ္ဂိုလ်တွေဒီဓာဝကမှာသိတာသောအမှုရေရှိမရှိကိုမနာပစီတဲ့လမ်းပဲပါလိလက်ထက်မှာလည်းမသိသေးခဲ့ပါဘူးဓာဝကလက်ထက်မှာလည်းမသိသေးခဲ့ပါဘူးအဲရကလက်ထက်မှာလည်းမသိသေးခဲ့ပါဘူးဒါကြောင့်မလို့1982ခုနှစ်ဥပဒေရနိုင်ငံသားပြုခွင့်ရတဲ့မှတ်ပုံတွေကိုထုတ်ပေးတဲ့နေရာမှာ လွဲမှားမှုတွေရှိခဲ့ပါတယ်။အဲ့ဒီလွဲမှားမှုတွေကိုဒီနေ့ပြည်တော်စုလွတ်တော်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေမျိုးသားလွတ်တော်ကိုယ်စားလှယ်တွေပူးပေါင်းပြီးတော့စစ်ဆေးအဖွဲ့ဖွဲ့ပြီးတော့စစ်ဆေးပါလား။ပြည်တော်စုကမ္ဘာမြန်မာနိုင်ငံတော်တမရာကြီးဦးသိန်းစိန်ကပဲစစ်ဆေးအဖွဲ့တွေဖွဲ့ပြီးတော့စစ်ဆေးပေးပါလား။ပြည်တော်စုလောကဝန်ကြီးကပဲဦးစီးပြီးတော့စစ်ဆေးအဖွဲ့တွေစစ်ဆေးခိုင်းပါလား။အဲ့လိုမျိုးတိကျပြေသာပြီးတော့မှနောက်ကညွှန်ချုပ်သူပြည်내လောကဥပဒေမှုတို့တဲ့မြင့်တဲ့လူတွေကဒီမှာ ဖြစ်သေးမှာဒါလည်းရင်ဟောင်ဘူးက82ခုနဲ့ဥပဒေအရနိုင်ငံသားပြုခွင့်ရတဲ့နိုင်ငံသားစီစီရေးကပြားစီထုတ်ပြထားတဲ့ပုံကူတွေကိုမှားရင်းစွာထုတ်ပြထားခြင်းရှိမရှိသူလားသင်လည်းသိနေမှာဖြစ်ပါလေခင်ဗျာ လက်ရှိလွှမ်းမှုကြီးကြပ်ရေးနဲ့မြို့သားမပွန်တင်ဦးစီးဌာနကညွှန်ကြားရေးမှူးချုပ်ဦးမောင်မောင်အတန်းကတော့မိဘတွေကနိုင်ငံသားမဟုတ်ပဲလက်လာပါယူပြီးတော့နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးခဲ့တဲ့လွှမ်းမှုကြီးကြပ်ရေးဦးစီးအရာရှိဆိုသူတွေကိုစစ်ဆေးတွေးရှိရင်အလုတ်ထုတ်ပြတာတရားစွဲဆိုထောင်ချတာတွေလုပ်ပြီးတော့အရေးယူသွားမယ်လို့ပြောကြားထားပါတယ်။ဒါပြင်1982ခုနဲ့နိုင်ငံသားဖြစ်မှုဥပဒေအရစွန်လဲလိမ့်လည်ပြီးတော့နိုင်ငံသားအဖြစ်ခံယူထားတဲ့သူတွေကိုစစ်ဆေးတွေးရှိမယ်ဆိုရင် ထောင်နဲ့ဆယ်နှစ်နဲ့တန်ငွေ9000ချမှတ်နိုင်တယ်လို့လည်းပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ကျွန်တော် 봅니다, 박 그냥. ။မစလီနေကပြုလုပ်တဲ့အပြည်ပြည်ဆိုင်ရာလူ့သမားညီလာခံမှာတက်ရောက်လာတဲ့လူ့သမားဝန်ကြီးဦးအောင်ကြီးကထည့်သွင်းပြောကြားသွားတာပါ။ constitute a strong legal basis for elimination of forced labor the adoption and implementation of the labor organization law သူကမြန်မာအစိုးရအနေနဲ့အာရမလောကခိုင်းစေမှုတွေကိုတိတိယောက်အေးအေးပြီးရှင်းချလာနိုင်ခဲ့တယ်လို့လူ့သမားအသင်းပင်ဖွဲ့စည်းခွင့်တွေကိုလည်းလွတ်လပ်စွာခွင့်ပြုလာပါတယ်အခုလွတ်တော်မှာတင်ပြဆွေးနွေးပြီးအတည်ပြုထုတ်ပြန်မဲ့လူ့သမားဥပဒေအစ်တွေမှာလည်းလူ့သမားခန်းစားခွင့်တွေအလုတ်လစာငြိမ်းစားနဲ့ လူ့သမားအင်အားခန်းစား권တွေကိုအသေးစိတ်ပါရှိမဲ့အကြောင်းလဲပြောသွားပါတယ်။ဒါအပြင်မြန်မာနိုင်ငံဟာဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုအရှိန်ဟုန်မြင့်မီသွားနေတာဖြစ်တဲ့အတွက်မြင်သည့်နဲ့ရှုမြင်ဖို့လိုအပ်ပြီးအရင်ကထားရှိတဲ့နိုင်ငံကကန့်သတ်မှုတွေကိုလည်း short ပေးလာစေလိုကြောင်းအဆုံးသတ်ပြောကြားသွားပါတယ်။ Myanmar has paid the price the concrete measures in return she expects the IRC to lift the resolutions in whole as a package not in a piecemeal approach. Thank you Mr. President. ဒီနာဂံကိုတက်ရောက်လာတဲ့လူသမားကိုစလေတူကတော့သူဟာမြန်မာပြည်မှာလူသမားဖွဲ့စည်းတစ်ခုကိုထူထောင်ဥဆောင်လှူရှားသူဖြစ်ပြီးတော့ခုညီလာခံမှာအာဆီယံစံနှုန်းနဲ့အလို့သမားလှစာခွင့်ရေးတွေတိုးမြင့်လာဖို့တင်ပြခဲ့တယ်လို့လည်းဆိုပါတယ်။ကျွန်တော်ကတော့တောင်းဆိုမှာတော့အလို့သမားတွေတော့ဖြစ်စေချင်တာတော့အလို့သမားအခွင့်အရေးအများဆုံးရချင်တာပဲကျွန်တော်ဖြစ်စေချင်တယ်။ဒါမှမဟုတ်ကျွန်တော်ကမြန်မာနိုင်ငံမှာရှိတဲ့ဒီလှုပ်လှုပ်တဲ့လူတွေပုံများလာအောင်လှုပ်ရွေးချယ်မှုပုံများလာအောင် နောက်တစ်ခါ လာစာအခြေခံလာစာတွေအများကြီးရအောင်လို့ကျွန်တော်ကလိုချင်တယ်။ဒါမဲ့ကျွန်တော်ဆင်မြင်ကောင်းတာတော့ဒီရောက်တော့ force driver giant 4 lever နဲ့အဆန်ရှင်ကိစ္စတွေပဲတကားပြောနေတဲ့အတွက်စိတ်မကောင်းဘူး။ဟုတ်အမ်ကျွန်တော်သိတာကျွန်တော်ကအလုံသမားကိုယ်စားလှယ်တောက်ဖြစ်တယ်အလုံသမားအကျိုးစီးပွားပဲသိတယ်ဒီနိုင်ငံရေးအကြောင်းတွေကိုကျွန်တော်မသိပါဘူး။တရားတကြိမ်မြောက်ပြည်ပဆိုင်ရာလူသမားညီလာခံကိုဆူဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတာဖြစ်ပြီးတော့ဒေါ်ဆန်းစုကြည်လည်းတက်ရောက်အမှာစကားပြောကြားသွားပါတယ်ခင်ဗျာကျွန်တော်ဇေမောင်ပါ The resolution effectively lifts paragraph 3B of the 1999 resolution, thereby enabling the government of Myanmar. ဇွန်လ13ရက်နေ့ကတရားတစ်ကြိမ်မြောက်နိုင်ငံတကာလို့သမားညီလာခံအတွင်းမှာမြန်မာနိုင်ငံအပေါ်အရေးယူထားတဲ့ ILO ရဲ့အကူအညီကန့်သတ်မှုတွေကိုပြန်လည်ယူသိမ်းခဲ့တာဖြစ်ပါတယ်။အခုလိုယူသိမ်းလိုက်တဲ့အတွက်မြန်မာအစိုးရအလို့သမားအလို့ရှင်တွေကိုအလို့သမားအရေးတွေနဲ့ပတ်သက်တဲ့အကူအညီတွေနီးပညာတွေအကူအညီပေးလို့ရတော့မှာဖြစ်ပါတယ်။ဥရောပသမဂ္ဂ EU နိုင်ငံတွေနဲ့ကုန်သွယ်မှုတွေပြုလုပ်တဲ့နေရာမှာ အကျိုးခံစား권ဤပူရမှာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာအာရမလုံအားပေးခိုင်းစေမှုတွေကြောင့်1999ခုနှစ်မှာမြန်မာနိုင်ငံကိုနည်းပညာအကူအညီတွေမပေးဖို့အလုံတမားကြီးလာကန်ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် LO အစည်းအဝေးတွေနဲ့အခြားလုပ်ငန်းစဉ်တွေမှာလည်းမြန်မာကိုပါဝင်ခွင့်ပေးပင်ထားပါတယ် အဲ့ဒီနောက်မှာ IO နဲ့မြန်မာအစိုးရတို့ဆက်ဆံရေးတင်မှတ်ခဲ့ပြီး2000ခုနှစ်မှာဆက်ဆံရေးအနေနဲ့ကောင်းမွန်လာခဲ့ပါတယ်။2008ခုနှစ်မှာတော့အပြန်အလှန်နားလည်မှုသဘောတူညီချက်တွေလက်မှတ်ထိုးပြီးဆက်ဆံမှုအသစ်ဖြစ်လာပါတယ်။မြန်မာအစိုးရဘက်ကလည်းပြပအခြေဆိုင်မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားတမကများအဖွဲ့ချုပ်ကိုတရားဝင်အလုပ်သမားအဖွဲ့အစည်းအဖြစ်မှတ်ပုံတင်ရည်တည်ခွင့်ပြုမယ်လို့ကြေညာပြုခဲ့ပါတယ်။အာရမစေခိုင်းမှုတွေပပျောက်ရေးအတွက်လည်းဆောင်ရွက်ဖို့ မဟာဗျူဟာတရက်ကို LO နဲ့မြန်မာအစိုးရကြားသဘောတူညီမှုရခဲ့ပါတယ်။အဲ့ဒီမဟာဗျူဟာဟာ2015မှာအကောင့်ထဲပုံမှန်ဖြစ်ပေမဲ့အခုကတည်းကစတင်ဆောင်ရွက်ဖို့လိုတယ်လို့ LO ကသတင်းထုတ်ပြန်ပါတယ်။ကျွန်တော်ကိုတက်ပါ နိုင်ငံခြားရေးဝန်ကြီးဦးဝနမောင်လွင်ဟာတရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ်လီကီချန်နဲ့တွေ့ဆုံချိန်မှာပြောကြားခဲ့တာဖြစ်ပါတယ်။ဂျွန်လ23ရက်နေ့ကတရုတ်နိုင်ငံကိုရောက်ရှိနေပြီးတရုတ်မြန်မာနိုင်ငံဆက်ဆံရေးတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုဆွေးနွေးခဲ့ကြပါတယ်။နိုင်ငံရေးအပြောင်းလဲတွေဖြစ်လာနေတဲ့အချိန်မှာနိုင်နိုင်ငံမိရိုးဖလာအယဆက်ဆံရေးတွေကိုတိုးမြှင့်ဆက်ဆံဖို့အရေးကြီးတယ်လို့တရုတ်ဒုတိယဝန်ကြီးချုပ်လီကီချန်ကပြောပါဗျာ။ အနောက်နိုင်ငံရဲ့စီးပွားရေးပိတ်ဆို့တံခါးမှုတွေကိုရင်ဆိုင်နေရတဲ့အခါမှာတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံအပေါ်ကိုယက်တီပေးခဲ့ပါတယ်။ဆော့လုပ်ရေးလုပ်ငန်းတွေရေအားလျှပ်စစ်တမန်တိဆောက်တာတွေနဲ့တရုတ်နိုင်ငံတောင်ပိုင်းဖွံ့ဖြိုးဖို့အတွက်ရေနံနဲ့သဘောဝတန်ငွေပိုက်လိုင်းတွေတန်းတာတွေလည်းဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံဒီမိုကရေစီအရေးပြောင်းလဲလာနေတဲ့အမျှအမေရိကန်နဲ့အနောက်နိုင်ငံကြီးတွေကမြန်မာနိုင်ငံအပေါ်မှာစီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကိုပြန်လည်ရုပ်သိမ်းလာတာတွေပြုတ်လုနေတဲ့အတွဲတရုတ်နိုင်ငံအနေနဲ့မဟာဗျူဟာမြောက်အရေးကြီးတဲ့မြန်မာနိုင်ငံအပေါ်ဩစာလွှမ်းမိုးမှုတွေဆုံးရှုံးမှာကိုလည်းစွန့်ရိမ်မှုတွေရှိတယ်လို့သုံးသပ်နေကြတာပါကျွန်တော်ခွန်ဘတ်တာဖြစ်ပါတယ် ဟုတ်ကဲ့ပါပြင်သစ်နိုင်ငံကို ရောက်ရှိနေတဲ့နာမည်ကျော်ဟာတာတရုတ်ဆောင်ကူဇာကနာဟာပါရီမြို့မှာမြမအကြီးဆောင်ရွက်နေကြတဲ့အဖွဲ့အစည်းတွေပြင်သစ်ဆိုးရအရာရှိတွေနဲ့တွေ့ဆုံအပီးအခုလိုပြောဆိုခဲ့တာပါဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာလုံလုံးစေပါရီရည်ကြည်နေတဲ့လက်တလောအချိန်တွေမှာပါရီရင်ဆိုင်နေရတယ်ဆိုတာလေကျွန်တော်ရှင်းပြနေတာလေပါတယ်ဒီနေ့ကျွန်တော်တို့နိုင်ငံလူငယ်တွေကကျွန်တော်တို့သူတို့အပေါ်မှာကျွန်တော်တို့က လုံးလုံးရလဲအားကိုးရတော့မယ်လူငယ်တွေပါ။ဘာကြောင့်လဲဆိုတော့နောက်လာမယ့်9နှစ်နောက်လာမယ့်10နှစ်မှာကျွန်တော်တို့တိုင်းပြည်ဘာဖြစ်မယ်ဆိုတာကိုကျွန်တော်တို့ခုလောက်ထဲကကြိုပြင်ဆင်ထားဖို့လိုတယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီဟိုနိုင်ငံတကာခရီးစဉ်ကို ထွက်လာတဲ့အချိန်မှာကလေးတွေကျွန်တော်တို့လူငယ်တွေကိုပညာပေးဖို့နဲ့ပညာရေးဖို့အဓိကဦးစားပေးကြပါလို့ဒီဘက်ကလည်းကူညီကြပါလို့အမေရိကန်ဆိုရကိုဖြစ်စေအင်္ဂလန်ဆိုရကိုဖြစ်စေဒီနေ့မနေ့တွေ့တဲ့

finalement, dans la situation en Birmanie, une, euh, c'est ce que nous disent bien sûr euh, la communauté birmane. Euh je vais vous raconter une histoire, celle du comics Arganar, en prison à Rangoon pour la première fois. Excusez-moi, je reprends parce que je suis tellement à Je vais vous raconter une histoire. Je vais vous raconter une histoire tout bas Qu'est-ce que j'ai fait demande l'artiste On n'aime pas les humoristes. On le met au trou, on lui donne des coups. Est-ce que c'est un fou, un vrai